ပဲခူးတိုင်းဒေသကြီးတောင်ငူမြို့မှာဆယ်ရက်ကြာကျင်းပမဲ့69နှစ်မြောက်လွတ်လပ်ရေးနေ့ပွဲတော်ကြီးကိုဇန်နဝါရီလ3ရက်နေ့က တောင်ဝမျိုးမြို့မမိုင်းတိုင်းအားကစားကွင်းမှာစတင်ကျင်းပနေပြီးမြမရိုရချင်းအလှခတ်ပွဲတွေနဲ့လက်ဝိပွဲတွေလည်းပါဝင်ကျင်းပသွားမယ်လို့သိရပါဗျ။မြမရိုရချင်းအလှခတ်ပြပွဲကိုတောင်ဝလွတ်လည်ရေးပွဲတိုင်းမှာထည့်သွင်းကျင်းပခဲ့တာဖြစ်ပြီးအဓိကကတော့လွတ်လည်ရေးပြီးသူကကြီးဘူကျော်အောင်ဆန်ဦးဆောင်ရယူပေးခဲ့တဲ့မြမပြည်လွတ်လည်ရေးရဲ့အောင်ပွဲအထိမ်းအမှတ်ဖြစ်ဂုဏ်ပြုကျင်းပတာဖြစ်ကြောင်းဒါအပြင်အများပြည်သူအပန်းဖြေကြည့်ရှုနိုင်သလိုပကံခစ်မြမရှင်ဘီရင်တွေခစ်ကလေးကပေါ်ထွန်းလာတဲ့မြမရိုရချင်းလုံးအလှခတ်ပြတာကို လူငယ်တွေရိုးရမပြတ်ထိမ့်သိမ့်နိုင်မှုအတွက်လည်းဖြစ်တယ်လို့မြမရိုးရချင်းလာခက်ပြဝဲကော်မတီမှတာဝန်ရှိသူတဦးဖြစ်တဲ့ကိုတော်စင်ကပြောပါရယ် အပြင်လွတ်လပ်ရေးနေအောင်ပွဲအထိမ်းအမှတ်ဖြစ်မြမရွရလောက်ဝေးစိန်ခေါ်ပွဲကိုကျင်းပမှာဖြစ်ပြီးအဲ့ဒီလောက်ဝေးစိန်ခေါ်ပွဲမှာမြမလောက်ဝေးကျော်ဖြန့်သွင်းတဲ့ထိုင်းလောက်ဝေးသမားတို့ရဲ့အထူးစိန်ခေါ်ပွဲအပြင်တွဲဆိုင်6တွဲဂျားပွဲ၄ပွဲစုစုပေါင်း၁၁ပွဲကိုဇန်နဝါရီလ9ရက်နေ့မှာတောင်ငူမြို့မိုးလုံလီလုံအားကစားခန်းမမှာကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ်။လွတ်လပ်ရေးပွဲတော်မှာအခြားပြော်ပွဲရှင်ပွဲတွေအနေနဲ့မြက်လဲစက်ကက်ဇပွဲတွေလည်းထည့်သွင်းကျင်းပသွားမှာဖြစ်ပြီး၁၂ပွဲဈေးတယ်ဆိုင်ကန်း၈၅၀ကျော်ပါဝင်ခင်း င်ကျင်ရောင်းချလျက်ရှိတယ်လို့သိရပါဗျ။အခုနေ့တောင်ကုန်လွတ်လပ်ရေးပွဲတော်ဈေးဆိုင်ကန်းလီလန်ကြီးကိုစက်သိန်းပေါင်း1350နဲ့ခွင့်ပြုခဲ့ပြီးဆိုင်ကန်းတွေဟာအရင်နှစ်က1400ကျော်အထိရှိခဲ့ပေမဲ့အခုနှစ်မှာတော့850အထိထပ်ဝန်းခန့်လျှော့ချထားတယ်လို့သိရပါဗျ။